စစ်ကောင်မရှင်ရဲ့မြောက်ရီအခြေဆိုင်ခလာယာ205တပ်ဖက်ကပြစ်လိုက်တဲ့လက်နက်ကြီးတွေထိုင်းနိုင်ငံတပ်ခိုင်တွေကိုကြားရောက်ပြီးနောက်ထိုင်းစစ်တပ်က နေဆက်မြင်းတလျှောက်မှာတန်ကြပ်ကာရင်တွေနဲ့ကင်းလှဲတာအပြင်လူအင်အားတွေပါထပ်မံတိုးမြှင့်ပြီးနေဆက်မှာစောင့်ကြည့်နေတာတွေ့ရပါတယ်။စက်တင်ဘာ28ရက်မနေ့ကဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေကိတ်ကိုတိုက်ပွဲမှာစစ်ကောင်မရှင်ဘက်ကပြစ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံတပ်ခိုင်မဲဆောက်မြို့နယ်မဲတောင်ကျေးရွာတွေကိုကြားရောက်ပောက်ကွဲခဲ့တာပါ။ ီဖြစ်စဉ်ကြောင့်ထိုင်းပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းထိုင်းဘရင်တပ်မတော်ကအချုပ်အခြာအာဏာနဲ့ပြည်သူလူထုရဲ့လုံခြုံရေးကိုကာကွယ်ဖို့လုံခြုံရေးအစီအမံတွေကိုချက်ချင်းတိုးမြှင့်လိုက်တယ်လို့ထိုင်းတပ်မတော်ဘက်ကဆိုပါတယ်။မနေ့မနေ့ကတော့အဲ့ပေါ့နော်လက်ကကိုလှမ်းမြန်တောင်ပေါ်သွားကြည့်တော့အစကတော့အဲ့သူတို့တောင်ပေါ်မှာဘန်ဂါလိုပုံစံမျိုးလေးတစ်ခုစောက်ထားဟိုးရင်ထဲရှိတာပါအဲ့ဒါအဲ့ဒါရှိပြီးတော့အဲ့မှာရှိပြီးတော့အစက ဘာစစ်တော့မရှိဘူးအခုအခုအဲ့လိုလက်နဲ့ဒီဒီဘက်ကိုကြုံနေလဲဆိုတော့ပထမတစ်ခါကအဲမနက်ပိုင်းကတော့၄၅၆ရောက်လောက်ပဲရှိတယ်၄၅၆ရောက်လောက်ပဲရှိတယ်ညနေပိုင်းကျတော့အဲသူတို့ကားတွေနဲ့ပေါ့နော်ကားပေါ်မှာလဲဆက်ဆက်တနက်လို့ဟာမျိုးပါတဲ့ကားတွေနဲ့အဲသူထပ်ပြီးတော့၄၅၆စီးထပ်ပြီးတော့ထပ်တက်လာတယ်ပြီးတော့လူတွေ၁၀ရောက်၁၅ရောက်လောက်ဖြစ်သွားတယ်ညနေပိုင်းကိုပြီးတော့အဲအဲ့လိုပြီးတော့တွေ့တယ်ပေါ့နော်အရာထပ်တိုးတယ်ပေါ့နော်အဲ့လိုတွေ့တယ်ပြီးတော့အဲတောင်ရင် ကန်းတစ်လျှောက်มาတယ်အဲကန်းသားလမ်းပေါ့နော်အဲလမ်းတစ်လျှောက်มาတယ်ခိုင်းဂိတ်တွေနဲ့စစ်သားတွေရှိအញ្ញအဆူအဲ့နိုင်မှာတိတ်မရှိဘူးလေမရှိတလောက်ပဲအခုတော့အဲ့မှာအများကြီးပဲချထားကြတယ်မြောက်ဒီမျိုးတောင်ဘက်မှာရှိတဲ့လေကိကောမှာစက်တင်ဘာ20ရက်နေ့ကစတင်ပြီးအင်အားအများအပြားနဲ့မြေပြင်စစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်နဲ့ KNL ပူးပေါင်းတပ်တွေကြောင့်ထိတွေ့တိုက်ပွဲတွေအပြင်စစ်တပ်ဘက်က လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေတာပါ လေကီကောဘတ်ချန်တိုက်ပွဲရဲ့ပြင်းထန်မှုဟာအိနီဂျင်ထိုင်းနိုင်ငံဘတ်ချန်မှာလက်နက်ကြီးတန်တွေကိုကြဲကြဲလောင်လောင်ကြားရတာမြေကြီးတွေတုံတာအင်ဂျင်ရင်းကားတွေတုံခါတာတွေကိုလည်းကြုံတွေ့နေရပါတယ်ဖြစ်ဖြစ်တာကလည်းမပြောပါပြည်တွင်းမှာပြည်ဖြစ်နေတဲ့ဟာလည်းအရန်နီးရယ်ဗောနော်ထိုင်းနေထိုင်းနေဆိုလို့ထိုင်းနေစတဲ့အရန်နီးနေရယ်ဆိုတော့ခါရောက်တော့သူ့ဘက်ကို ဒီပထမတစ်ခုကြလာတယ်ဗောနောကြလာတဲ့အချိန်မှာတို့တွေအင်အားပိုတိုးမြင့်ပြီးတော့စောက်တယ်တို့ပြန်ထပ်ပြီးတော့ကြလာတာမျိုးမဖြစ်အောင်နောက်ပြီးအဲ့လိုမျိုးပဲဗောနောတို့ပထမတစ်ခုဒီတစ်ခုမှာဖတ်လိုက်ရတော့ငါဆိုလဲတို့ဒီဘက်ကနေပြီးတော့ဒီလိုမျိုးဖြစ်တာအဆင်မပြေပါဘူးဆိုပြီးတော့ဒီမြောက်ဦးဘက်ကိုကန့်ကွက်တဲ့ထုတ်ပြန်ချက်တစ်ခုကိုပို့တယ်ဗောနောအဲ့လိုဆိုတော့ကတော့ အဲ့ဒီဟာအတွက်ထပ်ပြီးတော့ထပ်ဖြစ်မလာဖို့အတွက်တို့ရဲ့ဒီဘက်ထိုင်းနိုင်ငံထဲမှာရှိရဲတို့ရဲ့လူမျိုးတွေလည်းမထိကြိုက်အောင်အတွက်တို့တခါလဲကာကွယ်တဲ့ပုံနဲ့အဲ့လိုမျိုးအရန်ဟိုစစ်သားအများကြီးကိုချပြီးတော့စောင့်နေပုံပေါ်ပါအစောင့်နေစောင့်နေလို့မြင်နေပေါ်တော့နော်စစ်ကော်မရှင်တပ်တွေဟာလေကိတ်ကော်မျိုးတဲ့အပြင်မဟာဗျူဟာကြားတဲ့ဆွဲတော်ဂုံကွာပြန်လဲရရှိဖို့ကြိုးပမ်းနေသလိုနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဟာလေပုံမှုပြင်းထန်လာနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ စက်တင်ဘာလ24ရက်မနေ့ညနေပိုင်းကလည်းစစ်ကော်မရှင်တပ်က လေကြောင်းကနေပုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအပြင်အသေးခံ drone တွေနဲ့လည်းတိုက်ခိုက်မှုတွေထပ်တိုးလှုပ်ဆောင်လာနေတယ်လို့ဆိုပါတယ်။